ကုန်လုံးမင်္ဂလာပါရှင်အကုန်လုံးကိုတွေ့ရတာအကုန်လုံးကိုအမင်္ဂလာပါလို့နှုတ်ဆက်ပါတယ်ကောက်သွန်းနေပါအကုန်လုံးကျမ်းမှာရှင်းလာကြပါစေနော်အဲကုသကုသဆိုတာကွယ်နော်တကယ်ပါနော်အဲဟိုတသောက်လူမနှစ်သောက်လူမအဲ့လိုအဲ့ဒါကုသမဟုတ်ပါဘူးနော်ဒါပေမဲ့အများကြီးလူနိုင်တွေတော့ပိုကောက်တာပေါ့နော်အဲပြီးတော့မပြောရှင်တာကနော်တကယ်လူအဲ့ဒီနေရာမှာလှူပါနော်ဟို ပေါ်နေတဲ့နေရာမှာမလူဖို့မလိုပါဘူးเนาะအဲမားတို့ဆိုလေအဲ့လိုပဲမားဆိုအသေးကြီးတဲ့လူတွေကိုမားလှူပေးတယ်เนาะကိုတကယ်အခက်ခဲရှိတဲ့နေရာဒီမှာเนาะเนาะလှူလှူပါလို့เนาะအခုဆိုတကယ်အများကြီးပဲเนาะအခက်ခဲတွေအများကြီးပဲရှိကြတယ်เนาะအဲအဲ အဲ့ဒါကြောင့်နော်တကယ်အဲ့လိုလိုအပ်တဲ့နေရာမှာလှူပါနော်ဒီမှာကွယ်ရေတအိုးထိထားမှာပေါ့နော်အဲ့ရေအိုးဟာပြည့်နေတယ်ဆိုရင်ထေးစရာမလိုတော့ဘူးနော်တကယ်လိုတဲ့နေရာမှာလှူပါနောက်ပြီးတော့ကိုလူဘွားရထားတယ်ဆိုတာတကယ်တန်ဖိုးရှိပါတယ်နော်ပြီးတော့ကိုအခဲအခဲတွေရှိတယ်အစင်မပြေတာတွေရှိတယ်ဆိုတာကနော် ကိုအမြဲတမ်းเนาะအစင်မပြေလေးလေးအခက်ခဲရှိလေးလေးကိုဖယားဖယားတရားအများကြီးလုပ်ပေးပါเนาะပြီးတော့ကိုတဲနိုင်တလောက်ပေါ့เนาะအာစင်နေကင်ပါเนาะမခဏခဏဒါကိုပြောပါတယ်เนาะအဲကုသူကိုပြီးတော့မမကြောက်ပါနဲ့เนาะပြီးတော့เนาะသူမြောက်ကိုမလှူဘူးမတန်းဘူးမပေးဘူးမကန်ဘူးเนาะအဲ့လိုလူဟာပို့လို့ဆင်းရဲပါတယ်ဘဝသင်တရားမှလေးဆင်းရဲပါတယ်ရှင့် ဲ့ဒါကြောင့်ကိုကနော်ကိုမမုံလေးတစ်ခုရှိရင်သူများကိုတဖေးလေးကျွေးပေးပါနော်အင်းလှူပေးပါနော်သင်တရားခရီးအတွေ့လေးကောက်ပါတယ်ဒီဘွားမလေးကောက်ပါတယ်နော်အဓိကစေတနာတရားတရားအရေးကြီးပါတယ်နော်ပြီးတော့ကွယ်နော်တချို့ပတ်စံရှိတဲ့အိမ်တွေမှာပေါ့နော်အလုံးလုံးနေကြတယ်နော်ဟောသူတို့ကိုဟို ူတို့ကိုပေါ့နော်ကိုကစေတနာနဲ့ကိုကကူညီမယ်ရိုက်ပေးမယ်နော်အမေတ္တာနဲ့သူတို့ကိုကြွေးမယ်မွေးမယ်ဆိုအများကြီးကူးလို့ရပါတယ်နော်အဲအဲ့ဒါကတကယ်ပါဟိုမတို့ကြောက်ဖူးတယ်ကွယ်နော် အများကြီးအကုန်လုံးသူလေးကြောက်ဖူးမှာပဲဒါကတော့နော်အိမ်မှာအလုံးလုံးတဲ့လူကိုနှိမ်တာတို့နော်အဲ့လိုရှိတယ်เนาะအများကြီးရှိတယ်เนาะဒါပေမဲ့အဲ့လိုမဟုတ်ပါဘူးเนาะအမ် ဟုတ်ဒီကွယ်အခုကတော့ကိုကတိုင်းနဲ့နေရတာပေါ့နော်ဒါပေမဲ့ပေသွားတဲ့ခါကျရင်ကိုကဘေဘွားရောက်မလို့တော့မသိဘူးဟိုဖယောက်လက်ထက်တုန်းကလည်းအဲ့လိုရှိတာပဲနော်အဲ့လူကတထေးလေဘာမှမလှူမတန်းဘူးနော်အဲသူသေသွားတော့ အဲ့အိမ်မှာပဲသူခွေးဖြစ်တယ်နော်အဲအဲ့ဒါကြောင့်နော်ဒီဘဝတစ်ထေပေါ့နော် နောက်ဘဝဘာဖြစ်မလဲဆိုတာမသိဘူးအဓိကတော့ကိုကနော်ကိုကိုလုတ်တဲ့အလုတ်ကကိုစီကိုပြန်လာတယ်လို့ပေါ့နော်ကိုကကုသိုလ်မျောမျောလုတ်ပေးပါနော်အဲမရှိသေးလူတွေကိုမျှဝေပေးပါနော်လူကိုလူလိုမြင်ပါလို့နော်လူတိုင်းမှာသူရဲ့တန်ဖိုးနဲ့သူရှိပါတယ်နော်အဲ့ဒါကြောင့်အာနုတရားကိုတရားမေတ္တာနဲ့ရှိခနိုင်ကြပါစေနှွေးထွေးနိုင်ကြပါစေဂျင်နာနိုင်ကြပါစေယူရနိုင်ကြပါစေအာနုကိုကျေးဇူးတင်ပါတယ် ကောက်တော်နေပါ